မိထီလာကြောင်မရောင်းကားလမ်းမှာခရီးသည်တွေရင်တိမ်းမှောက်ရာ6ဦးသေဆုံးပြီးစစ်တပ်ဦးတရားရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ဇွန်လ2ရက်မနက်3နာရီခွဲမှာမန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်မိထီလာကြောင်မရောင်းကားလမ်းမိုက်တိုင်အမှတ်14မိုင်3ဖာလုံးနဲ့5ဖာလုံးကြားမှာ express ခရီးသည်တွေရင်တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်မှာသေဆုံးသူ6ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ17ဦးရှိခဲ့ပြီးဒဏ်ရာရရှိသူတွေကိုမိထီလာပြည်သူ့စေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ နင်းမြင်ညပြောက်ဆိုတာတကယ်ကြီးတချို့ body တွေဆိုကားပြထားတော့မြင်လို့တော့မကောင်းဘူးလို့အခင်းဖြစ်နေရကိုတွားရောက်ကူညီခဲ့တဲ့ပြည်သားရလူငယ်လူမှုကူညီရေးအတင်းကရေးသားထားပါတယ်။အစိုးရမတော်ရင်ဟာ elite အဝေးပြေးရင်လိုင်းကရင်ဖြစ်ပြီးမိုးရီတဲထန်စွာရွာသွန်းထားပြီးလမ်းမပေါ်မှာရှိတဲ့မိုးရီတွေကြောင့်ဆလစ်ဖြစ်လမ်းချော်ပြီးရေမတော်တဆမှုဖြစ်ပွားခဲ့ကြောင်း ရှင်ဘောပါခရီးသည်တွေထိခိုက်နစ်နာမှုတွေရှိခဲ့တဲ့အတွက်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး Elite Express မိသားစုကရှင်ဘောပါမိသားစုတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေအချိန်နဲ့တပင်းညီဆောင်ရွက်ပေးနေပြီးကာယကံရှင်မိသားစုတွေနဲ့ထပ်တူစိတ်မကောင်းခြင်းများစွာနဲ့ဝန်내ကြေကွဲရကြောင်းမြစ်တာရက်ခန့်တောင်းပန်အပ်တယ်လို့အဆိုပါရင်လိုင်းကထုတ်ပြန်ထားပါတယ်အခင်းဖြစ်နေရာကိုမိထီလာခရိုင်မိသက်စခန်းက Rescues and Towning Poland ရှာဖွေကေစေးရင်တစီမိငိမ့်တဲ့ရင်တစီ လူနာတင်ရင်တစ်စင်းနဲ့တန်တီမီသက်တပ်ဖွဲ့ဝင်တွေနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့မြန်မာနိုင်ငံမီသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။